heaven or hell and then freaking Bible verse. I was like, oh, it's so holy, amen. ီနေ့ကတော့အန်နာရောမိသားစုတွေဒါကတော့အမေရိကန်နိုင်ငံအိုကလာဟိုမာပြည်နယ်ရဲ့အိုကလာဟိုမာတောင်ထောင်ပေါ့နော်မြို့ထဲကိုသွားလည်ခဲ့တော့မှာပဲဖြစ်ပါတယ်အခုအဲ့နာတို့ရောက်နေတဲ့ဒီဆိုင်ကတော့ဟိုးရှစ်ခစ်ကပေါ့နော်ဒီလိုမျိုးတက်ပြားတွေပြီးသွားလို့ရှိရင် အခွေတွေတိတ်ခွေတွေရောင်းတဲ့ဆိုင်ဖြစ်ပါတယ်။သူကတော့တော်တော်လေးကိုရှေးဟောင်းဟိုးရှိရှိခိကဓာရီလည်းတော်တော်လေးဆုံဆုံလင်းလင်းရှိတယ်ပေါ့နော်။စာအုပ်တွေလည်းတချို့စာအုပ်တွေလည်းရှိတယ်။ပြီးသွားရင်တော့ဟိုဖက်အချမ်းမှာဆိုလို့ရှိရင်သူကတီးတန့်ဒီလိုမျိုးရှေးဟောင်းပစ္စည်းတွေပေါ့ကွယ်။အင်ဂျီလေးတွေဒါမှမဟုတ်သူတို့တုံးခဲတဲ့မီးအိမ်လေးတွေအဲ့လိုပစ္စည်းလေးတွေလည်းရောင်းနေပေါ့နော်။အဲ့နာကအဲ့နေကတော့အဲ့ဒီပစ္စည်းရောင်းတဲ့ဖက်ကဗီဒီယိုတော့မရိုက်မိလိုက်ဘူးပေါ့နော်။အဲ့နာကကင်မရာကို ကလုတ်ကိုမနှိပ်မိပဲနဲ့အမကြံခဲ့တယ်ဗောနော်တအားကြောင့်ပစ္စည်းရောင်းတဲ့ဖက်ကဗီဒီယိုလေးရတော့မရလိုက်ဘူးဗောနော်တမီးကြီးနှစ်ယောက်ကအဲသူတို့ကအဲ့လိုမျိုးဟိုးရှိခက်ကအဲ့လိုဓာပြားလေးတွေထိတ်ခွေလေးအဲ့ဒါတို့ကအိမ်မှာတော့အဲ့လိုမျိုးစက်တွေတော့မရှိဘူးဒါပေမဲ့တို့ကဘလို့လဲဆိုတော့အလှတင်ထားတာပေါ့နော်အာပြီးလို့ရှိရင်တို့အခန်းထဲမှာတို့အဲ့လိုအလှလေးတွေတင်ထားတယ်တို့လိုချင်တာလေးတွေအဲ့လိုမျိုးလေးတွေဝယ်တာဖြစ်ပါတယ်ဆိုတော့အဲ့နာတို့ဒီမှာအခုဒီထဲမှာတို့ရှောက်ကြည့်နေပါတယ်တို့လိုချင်တဲ့ တပြားအဆိုတော့တရားဝဲဟာရှိတော့ဗောနော်ဒါပေမဲ့တို့လည်းရှာနေတာမတွေ့ဘူးအဲ့နာလည်းမသိဘူးဆိုတော့တို့ရှာတာကိုပဲလိုက်ကြည့်ပြီးတော့မှစောင့်နေပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင်တော့လေဟိုးရှစ်ရှစ်ခက်ကအဲ့လိုငငယ်တုန်းကပေါ့နော်ဟိုအဆိုတော်ကြီးတွေရဲ့ဘယ်လိုလဲမြန်မာလိုပြန်ဆိုထားတဲ့အဆိုတော်ကြီးတွေရဲ့ဟိုတချင်းတွေလည်းပေါ့နော်အဲ့လိုမျိုးတွေလည်းခွေတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဘ ਹੁ တုတ္တရတော့ရတာပေါ့နော်ဒီမှာသွားတဲ့အခါကျရင်တော့ little chihuahua just miss my daddy now stop so good here so cute ဒါလေးကတော့ မြေပုံလေးဖြစ်တာပေါ့နော်ဒါကတော့အဲ့နာတို့လက်ရှိနေနေတဲ့အော်ဂလာဟိုမာပြည်နယ်ရဲ့မြေပုံဒီဇိုင်းလေးဖြစ်ပါတယ်ဒီဓမ္မပုံစံကြီးကိုမြင်လိုက်တာနဲ့အော်ဒါကအော်ဂလာဟိုမာပြည်နယ်ဆိုတော့ကိုတော်တော်လေးမှတ်ရလွယ်တဲ့မြေပုံမျိုးဖြစ်တာပေါ့နော်ဒါကတော့အဲ့နာတို့ရဲ့ရှင်တုံးကခီးသွားတော့ကအမမထင်မှတ်ပဲနဲ့အဲ့နာတို့ကလေဒီ အပေါ်ပါသွားချင်လို့အိမ်သာသွားချင်လို့ဆိုပြီးတော့မှအဲ့နာရအထက်မှာဝင်ပြီးတော့မှ rest area မှာဝင်တာပေါ့နော်ဖြစ်ချင်တော့အဲ့နေရာနဲ့လုံးဝကွက်တီကိုဖြစ်တာပေါ့နော်တော်တော်များများခီးသွားတယ်ဆိုလို့ရှိရင်ဒီ Oklahoma ပြည်နယ်ရဲ့ဒီအဝင်ဝတီဟာကိုဘယ်လိုလဲမတွေ့မိကြအောင်လေနော်ဒါပေမဲ့အဲ့နာရတတိုက်ဆိုင်ဆိုင်ဒီနေရာမှာရက်မယ်ဆိုပြီးတော့မှဝင်လိုက်တဲ့အချိန်မှာဓာတ်ရလုံးဝကွက်တီဖြစ်နေတာနဲ့အဲ့နာလည်းအရင်သဘောကျတာနဲ့ဒီမှာဗီဒီယိုလေးတွေရိုက်တယ်ပြီးလို့ရှိရင်အဲ့နာရဒီမှာမိသားစုပုံလေးတွေရိုက်ကြတာပေါ့နော်အမှတ်တရနေနဲ့ဒါကတော့အဲ့နာရနေတဲ့ ဒီနယ်လေးဖြစ်တယ်ဆိုတော့အကဲအမှတ်တရအနေနဲ့ဒီမှာဗီဒီယိုလေးရိုက်ကြမယ်ဓာတ်ပုံလေးရိုက်ကြမယ်ဆိုပြီးတော့မှဒီမှာသားမိသားဖားတယ်ဒီမှာစုနေကြတာဖြစ်ပါတယ်ရှင်။ထိုင်ထိုင်ထိုင်။ဘာဖြစ်လာသမီး? You can see. အခုကတော့အဲ့နာတို့လင်မြားနှစ်ယောက်ကင်မရာထောင်နေကြတာပေါ့နော်အဲ့နာကင်မရာယူလာတယ်ဒါပေမဲ့ခြေတောက်ကပါမလာတော့တော်ထောင်လို့မရအောင်ဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်အဲ့နာရဒီမှာဟိုမြက်ပင်ကြားထဲမှာအတင်းထိုးထည့်နေရမေရတဲ့နောက်ဆုံးမှာအမကျောက်စရစ်ကြီးကိုမလာပြီးတော့မှအဲ့နာတို့ဒီမှာကျောက်စရစ်နဲ့ထည့်ပြီးတော့မှအဲ့ကင်မရာကြီးကိုထောင်ရတာပေါ့နော်အဲ့လိုပါအမတ်တရလေးတွေဖြစ်ခဲ့ပါတယ်အိုင်ဒီယာရပြီတာသမီးရပြီရပြီ Thank you baby thank you အခုကတော့ NRO ဒီမှာ Gloria လေးကိုကင်မရာမန်လောက်ခိုင်းပြီးတော့မှ NRO ငါးယောက်ကိုသူကတပ်ဖို့ရိုက်နေရပေါ့နော်တယောက်တစ်လှိစီရိုက်နေတာဖြစ်ပါတယ်။ကဲအခုကတော့ NRO ဗီဒီယိုလေးရိုက်ပြီးပြီအာတပ်ဖို့လည်းရိုက်ပြီးပြီဆိုတော့ NRO တွေဟိုဖက်ချမ်းကိုအိမ်သာသွားမယ့်ဖက်ကိုသွားပါမယ်ရှင်။ Let's go baby. အကွမ်းအနာတွေကြောင်းနေတာကတော့ဒါကတော့နားနေတဲ့နေရာဖြစ်တာပေါ့နော်ဒီမှာအဲ့လိုမျိုးလေးတွေသရိကပုံစံလေးတွေနဲ့သူတို့အမိုးလေးတွေပါလုပ်ပြီးထားတယ်အဲ့မှာခဏလေးနားတယ်လမ်းလျှောက်ချင်လဲလျှောက်ပေါ့ကွယ်ကလေးတွေနဲ့နေချင်လဲရတာပေါ့အကွမ်းအနာလည်းညှို့ထိုးပြနေတဲ့ဟိုဘက်ချမ်းကတော့ဒါကတော့ခွေးနဲ့သူတို့ရဲ့ခွေးပိုင်ရှင်တွေလာနားတဲ့နေရာဖြစ်တာပေါ့နော်သူအထက်မှာဆိုလို့လဲခြံစည်းရိုးလေးတွေခတ်ထားတယ်အဲ့မှာဆိုရင်တော့တချို့လဲခီးသွားတဲ့အခါမှာသူတို့ရဲ့ခွေးလေးတွေအဲ့လိုမျိုးတွေယူလာတတ်တယ်ပေါ့နော်ဆိုတော့အဲ့မှာသူတို့ကခွေးနဲ့ သူတို့သခင်နဲ့နားတဲ့နေရာလေးလည်းလုပ်ပေးထားပါရရှင်အခုဟိုဖက်ချမှာဆိုရင်တော့ဒါကတော့လူတွေပေါ့နော်ကလေးတွေဆော့တဲ့ဖက်အချမ်းဖြစ်ပါတယ်အဖက်မှာဆိုတော့ကစားကွင်းတသေးလေးလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီဖက်ချမှာကတော့ခွေးတွေခွေးတွေတရိစံတွေအတွက်ပေါ့နော်ဟိုဖက်ချမှာကတော့လူတွေအတွက်ဆိုပြီးတော့မှသူတို့အဲ့လိုလေးလုပ်ထားပါတယ်တတော်လေးအဆင်ပြေတယ်ပေါ့နော်ပြီးတော့ဒီထဲမှာအိမ်သားဆိုလည်းတတော်လေးကိုတန်တန်ရှင်းရှင်းရှိတယ်ဒါလည်းအေးအေးဒီလိုမျိုးဟိုရောင်းတဲ့စက်တွေလည်းရှိတယ်ပေါ့နော်ဟာ just like you should heaven or hell and then freaking bible verse i was like oh it's so holy amen ဒီကတော့ကားရက်တနေရဖြစ်တာပေါ့နော် ဒီကတော့အခုက NRO ညဖက်ဆိုတော့ဒီမှာ NRO ကအသေးရတစည်းပဲရှိပါတယ်ခုနကတော့တစည်းနှစည်းရှိတယ်ဒါပေမဲ့တို့ကတော့ထွက်သွားပြီပေါ့နော်လောလောဆယ်ရ NRO တစည်းပဲကြံခဲ့တယ်ဟိုးဖက်အခြားမှာဆိုရင်တော့ဒီလိုမျိုးကုတ်တင်ကအကြီးကြီးတွေပေါ့နော်နှားတဲ့နေရာဖြစ်ပါတယ်တို့ကနေရာခွဲထားတာပေါ့နော်ဆိုတော့အဲ့မှာကုတ်တင်ကတွေကတော့တော်တော်လေးများတယ်တို့ကဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးရက်ပြီးတော့မှနှားတာတို့အိတ်တာတို့အဲ့လိုတွေလည်းလောက်ကြတာပေါ့နော်အဲဆိုတော့ဒီမှာတော့ပြောရင်းဆိုရင်ကားတစည်းတော့ဝင်လာပြီပေါ့နော်ဆိုတော့အဲ့ကားအသေးရတော့နှစည်းပဲ ရှိတာပေါ့ကွယ်အဲ့နာတို့ ਨੇ ခုနလာတဲ့တစီနေပေါ့နော်ကဲဒီဘက်မှာတော့အခုဒီမှာခလေးကစားစရာကွင်းလေးရှိတယ်ပေါ့နော်ဒီကစားကွင်းနဲ့ကိုအဲ့နာတို့ခဏသွားပါမယ်အဲ့နာတို့ကတော့ခီးသွားရင်တော့အဲ့လိုမျိုးဟိုကိုပိုင်ကိုကကိုကားနဲ့သွားရတာပိုကြိုက်တယ်လင်မယားနှစ်ယောက်တယောက်တစ်လှည့်စီမောင်းတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကလေးတွေကအဲ့လိုမျိုးနားတဲ့နေရာမှာဆိုသူတို့အေးဆေးဆေးနဲ့သူတို့ကြိုက်တလောက်နေလို့ရတယ်ပြီးတော့လို့ရှိရင်ကိုကလည်းအေးဆေးဆေးခီးသွားလို့ရတယ်သူတို့လည်းငင်းငွေတော့ပေါ့ကွယ်အဲ့လိုမျိုးလေးပေါ့ န်စီစော့နေကြတာလေဂျီယုံ7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဒါကတော့တို့တွေဒီမှာနားတဲ့အချိန်မှာတွတ်တွပုံတိုင်းစော့နေကြတာပေါ့နော် ဆိုတော့အဲနာရဲ့ဗီဒီယိုလေးကလည်းဒီနေရာမှာပဲအဆုံးသတ်သွားပါပါရှင်ကြည့်ပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ပပိုင်